မင်္ဂလာပါရှင်။ဘာမခိတဲ့တဲ့ရင်ဌာနဤထိတ်တန်းတဲ့ရင်များကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ကုလသမဂ္ဂဆိုင်ရာမြန်မာအငြင်းတန်းကိုယ်စားလှယ်တပ်မတ်ကြီးဦးတော်မိုးထွန်းဤနေရာအပြောင်းလဲမရှိဆက်လက်တာဝန်ယူမယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်အာဏာရှင်စနစ်ကိုစန့်ကျင်ပြီးမြန်မာပြည်သူများနဲ့အတူရည်တည်လျက်ရှိသောကုလသမဂ္ဂဆိုင်ရာမြန်မာအငြင်းတန်းကိုယ်စားလှယ်တပ်မတ်ကြီးဦးကျော်မိုးထွန်းဤနေရာအပြောင်းလဲမရှိပဲဆက်လက်တာဝန်ယူခွင့်ရရှိထားကြောင်း အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့အခြေဆိုင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးထံမှသိရပါဗျ။အကြိမ်80မြောင်ကုလသမဂ္ဂထူထူညီလာခံတွင်အဖွဲ့ဝင်9နိုင်ငံပါဝင်သောကုလသမဂ္ဂ Credential Committee ကိုဖွဲ့စည်းခဲ့ပြီးယင်းကော်မတီတွင် Andorra, Botswana, တရုတ် Dominican, တမရနိုင်ငံ Malaysia, Russia Federation, Senegal, Trinidad, Tobago နဲ့ American ပြည်ထောင်စုတို့ပါဝင်ကြောင် အဆိုပါကုလသမဂ္ဂ Freedom Share Committee ကသမ္မတကြီးဦးကျော်မိုးထိုးနေရာကိုဇက်လက်အတည်ပြုထားကြောင်းသိရှိရပါတယ်။သမ္မတကြီးရဲ့နေရာကိုတော့ကုလသမဂ္ဂ Freedom Share Committee ကအတည်ပြုထားပြီးဒီလာကန်ကိုဆက်ပြီးတင်ပြအတည်ပြုဖို့ပဲရှိတော့တယ်။ တမ်မတ်ကြီးပဲဆက်ပြီးတာဝန်ယူခွင့်ရသွားတာပါဟုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးမှသတင်းရင်းမြစ်ကပြောဆိုပါရယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းသည်မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းခဲ့သော2021ခုနှစ်မှစတင်၍ကုလသမဂ္ဂတွင်မြန်မာနိုင်ငံကိုစားပြုတမ်မတ်ကြီးအဖြစ်ဆက်လက်ရည်တည်နေပြီးအကြံဖတ်စစ်ကောင်စီကိုနိုင်ငံတကာနှင့်ကုလသမဂ္ဂလူ့ကျုံရေးကောင်စီကချက်ချင်းအရေးယူရန်ဒီဇိုင်းမှတ်မှတ်တင်ပြတောင်းဆိုလျက်ရှိပြီး ပြည်သူ့ဘက်တော်သားတမတ်ကြီးဖြစ်ပါတယ်။အကြံဖက်စစ်ကောင်စီကတမတ်ကြီးဦးကျော်မိုးထွန်း၏နေရာတွင်၎င်းတို့၏ကိုယ်စားလှယ်ဖြင့်အစားထိုးနိုင်ရေး2021ခုနှစ်မှစတင်၍နီလန်းမျိုးစုံဖြင့်စ조사ခဲ့တော်လဲအောင်မြင်မှုမရရှိပေကုလသမဂ္ဂတွင်တမတ်ကြီးဦးကျော်မိုးထွန်းကသာမြန်မာပြည်သူများနှင့်မြန်မာနိုင်ငံကိုကိုးစားပြုသောတဦးတည်းသောတမတ်ကြီးအဖြစ်ပြည်သူ့ဘက်မှဆက်လက်အမြဲယက်တည်နေခြင်းဖြစ်ပါတယ်။ဆလဘီထိုင်းဘက်သို့မြန်မာဘက်မှဖြစ်ခဲ့သောလက်နက်ကြီးကြီးနှင့်ကြီးစက်များထပ်မံကျရောက်ပါက အင်အားသုံးမှုစီးမျက်များအတိုင်းလှုပ်ဆောင်မည်ဟုထိုင်းတပ်မတော်ကောက်ွယ်ရေးဦးစီးချုပ်သတိပေးတဲ့ဆွေတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်မင်းလက်ပံချေးရွာအနီးစစ်တပ်နှင့် KNL တို့အကြားဖြစ်ပွားနေသောတိုက်ပွဲများကြောင့်မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီးနှင့်ကြီးစံများထိုင်းဘက်သို့ခြောက်ရောက်လျက်ရှိရာရင်းကဲ့သို့ထပ်မံဖြစ်ပွားပါကအင်အားသုံးမှုစီးမျက်များအတိုင်းလှုပ်ဆောင်မည်ဖြစ်ကြောင်းထိုင်းတပ်မတော်ကောက်ွယ်ရေးဦးစီးချုပ်ကိုကြုံကြည်ယူခရစ်ဂွန်တန်တော်ကသတိပေးလိုက်ပါတယ်။ ထိုင်းတမတော်ကာကွယ်ရေးဦးစီးချုပ်ကထိုင်းနိုင်ငံအတွင်းသို့မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီးများကြီးစံများချရောက်နေသောသတင်းပေးအစီရင်ခံမှုများကိုရရှိထားကြောင်းရင်းတို့ချရောက်နေမှုများနှင့်ပတ်သက်၍ထိုင်းစစ်တပ်ကိုမြန်မာဘက်သို့တတိပေးဆောင်ရွက်ရန်ညွှန်ကြားထားကြောင်းလက်ရှိအခြေအထိထိုင်းနိုင်ငံသားများထိခိုက်ဒဏ်ရာရရှိမှုများရှိတော်လဲသိဆုံးမှုမရှိသေးကြောင်းအကြွေလက်နက်ကြီးကြီးနှင့်ကြီးစံများထိုင်းဘက်သို့ထပ်မံကြောက်ပါကအင်အားသုံးမှုစီးမြင်များအတိုင်းအကောင့်ထဲပို့သွားမည်ဖြစ်ကြောင်းဒရီပေပြောဆိုပါရယ် ထို့ပြင်မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီးနှင့်ကြီးစံများချက်ရောက်နေသောနေရာများအပါအဝင်အနေရရှိသောနေရာများမှာအရက်သားများကိုဘေးလွရာရွှေ့ပြောင်းကန်အမိန်ပေးညီဖြစ်ကြောင်းထိုင်းစစ်တပ်ဤဘုတ်ချုပ်ကြီးကပြောဆိုပါရယ်ရှမနီနယ်နယ်ပိုင်းကရင်ပြည်နယ်မြဝတီမြို့နယ်မင်းလက်ပံကြီးပါအနီးစစ်တပ်နှင့် KNL တပ်များအကြားတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကမြန်မာဘက်မှပစ်ခတ်သောလက်နက်ကြီးကြီးထိမှန်၍ထိုင်းနိုင်ငံအတွင်းသို့ကျရောက်ပြီးထိုင်းနိုင်ငံသားတအူးအပြင်းထန်ထဏ်ရာရရှိခဲ့ပါသည် အလားတူဒီဇင်ဘာ၁ရက်နေ့ည9:35မိနစ်အချိန်မြန်မာနိုင်ငံဘက်မှပြစ်ခတ်သောကြီးစံကထိုင်းနိုင်ငံမဲစောက်မျိုးပတ်အချက်ရှိဂျေးဝါအတွင်သို့ကြရောက်ပြီးအသက်68နှစ်အရွယ်ထိုင်းနိုင်ငံသူ အမျိုးသမီးကြီးဤဘေဘက်ခြေတော်ကိုထိမှန်ထမ်းရရရှိခဲ့ပါသည် ထိုင်းစစ်တပ်ကလက်နက်ကြီးစံများထိုင်းဘက်အချမ်းသို့ကြားရောက်နေမှုနဲ့ပတ်သက်ပြီးမြန်မာဘက်အချမ်းသို့တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ပြီးထိုင်းမြန်မာနယ်စပ်တလျှောက်တွင်လုံခြုံရေးပုံမှုတင်းကျပ်ထားကမြန်မာဘက်သို့ထိုင်းစစ်တပ်ကမိဂိုပုံများပြန်လည်ပစ်ခတ်ခဲ့ပါတယ်။နိုဝင်ဘာလ30ရက်နေ့ထိုင်းဘက်သို့မြန်မာဘက်မှပစ်ခတ်သောလက်နက်ကြီးများကြားရောက်ပြီးနောက်တောင်ရင်မြစ်ကိုဖျက်ကူးသောနယ်စပ်ကိများအလုံးကိုထိုင်းအာဏာပိုင်များက9ရက်တိတိပိတ်ပင်လိုက်ကြောင်းဒီဇင်ဘာလ1ရက်နေ့ထိုင်းစစ်တပ်ကတရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ။မြောက်ပရိမျိုးနဲ့မြင်းလက်ပတ်ကြီးပါအနီးရှိကြားဖြတ်ယုံများကို KNU ကနိုဝင်ဘာလ22ရက်နေ့တင်ပိုက်ခဲ့ပြီးတဲ့နောက်အဆိုပါနေရာများရှိကြားဖြတ်အလုပ်ယုံနဲ့ဝင်းများကိုစုံစမ်းစစ်ဆေးမှုများလှုပ်ဆောင်နေချိန်စစ်တပ်ကရင်းနေရာများကိုပြန်လည်သိမ်းပိုက်နိုင်ရေးထိုးစစ်များအရှိန်အဟုန်မြင့်နေခြင်းချက်ကြောင့်နေဆက်စစ်ရေးတရင်ရင်းမြများ၏အဆိုအရသိရပါတယ်။အဘာကြောင့်နေသောဖနီဆွေလာနှင့်ကြားဖြန့်ပထမဆုံးမအလာဟာအာဆီယံတက်ဖို့ကိုအများကြီးမျှော်လင့်ထားခဲ့ပါတယ်။ သူနဲ့အတူလိုက်ဖို့နိုင်ငံသားရေးဝန်ကြီးနဲ့ဆာယာဖာညွန်ကျုပ်တို့ကိုညွှန်ကြားထားခဲ့ပါတယ်။ညွန်လင်းချက်ကဒေါ်နယ်ထရန့်နဲ့တွေ့ရင်သူရွေးကောက်ပွဲအကြောင်းရှင်းပြနိုင်လိမ့်မယ်။ပြီးရင်ဘိန်းစီပြားကြားဖြန့်ကိစ္စတွေဟာ သူနဲ့မဆိုင်ပဲ WAEA, TNL, KNU တို့ကိုထိုးကျွေးနိုင်လိမ့်မယ်လို့ညွှန်လင်းထားခဲ့တာပါ။ ဒေါ်နယ်ထရန့်ကမှန်းမမရတာအမြောက်ကြိုက်တာတွေကသူ့အတွက်အားသာချက်လို့မှန်းထားပုံပဲဒေါ်နယ်ထရန့်တက်ပြီးဗီဇာတက်တန်းလို့မြန်မာတွေကိုပြန်ဖို့ပို့မြန်မာတန်ယုံကိုဆက်သွယ်ရမှာရခိုင်မူဝါဒမဟုတ်ပဲနီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ဖို့မာအာလာကနိုင်ငံသားကြီးကတဆင့်ညွှန်ကြားခဲ့ပါတယ်ရခိုင်အစိုးရတွေလက်ထက်က ပြန်လည်မခံတာမြန်မာနိုင်ငံသားဖြစ်ကြောင်းပြခိုင်းတာစားတဲ့ဂျိုးနီစနစ်များစွာထားခဲ့ပါတယ်ဒါကဒေါ်နယ်ထရန့်ကိုဖားတာပါ ဟိုခွန်ကိစ္စစာဖို့ချိန်မှာလေဒေါ်နယ်ထရန့်ကိုဗလိုင်းကြီးထဖားတာအားလုံးသတိထားမိမှာပါဒါပေမဲ့ဒေါ်နယ်ထရန့်ကတက်လာချိန်မှာမူရစ်နှိမ်နေမယ်လို့တွေးကြော်ပြီးနေဆက်ပိတ်တာတရုတ်ကိုမူရစ်ကိစ္စအကြောင်းပြအခွန်တိုးကောက်တာကိုကိန်းထုတ်သူစရင်မှမြန်မာမပါပေမယ့်မူရစ်စည်းဝါဒုတိယမြောက်ထုတ်သူတွေမှာတော့မြန်မာပါဝင်နေပါတယ် ဒါဆိုရင်ဒေါ်နယ်ထရန့်နဲ့ဘိုင်ဒန်ဘာကွာလို့ဒေါ်နယ်ထရန့်ကိုပြင်ဆင်နေရပါလေ။ဘိုင်ဒန်အစိုးရက NUG နဲ့တပ်ပုံတွဲရိုက်တာကလွဲလို့ဒုက္ခသည်လက်ခံတာကလွဲလို့ဘာမှထိထိရောက်ရောက်မကူညီတာမအားလာတည်ပါရဲ့။တပ်ပုံကြောင့်တရုတ်အထင်မှားတာသာအဖက်တင်ပါရဲ့။ဒုက္ခသည်ဝင်ကွက်ပေးတာကဘိုင်ဒန်လက်ထက်မှာနေဆက်ကဖြတ်ဝင်ကွက်ပေးတာကတန်းချီလို့မြန်မာရာကနန်လောက်ကစာမဖွဲလောက်ပါ။ဒေါ်နယ်ထရန့်အဖွဲ့ကတပ်ပုံမရိုက်လို့ NUG အတွက်အားငယ်စရာလို့ထင်စရာရှိပါတယ်။ဒါပေမဲ့အီရန်ကိုဗလိုင်းကြီးဖုံးသွားကျဲပြခဲ့တာက ခုလမပါပဲသူလှုပ်ချင်ရလှုပ်မယ်ဆိုတာကိုပထမပြလိုက်တာပါသူစတဲ့ခါစားမှဗနီဆွဲလာကအာနာရှင်မရူထိုနဲ့စကားပြောပြီးသူ့နိုင်ငံသားကိုလွှတ်ခိုင်းခဲ့ပါတယ်လွှတ်ပေးပြီးမှမဒူရိုကိုမူရင်မှုနဲ့ဖန်ဝရန်ထုတ်ခံရသူဗနီဆွဲလာကအိုးကိန်းတွေအများကြီးထုတ်တယ်ဆိုပြီးသူစစ်တပ်ကိုပို့ထားပါတယ်ဗနီဆွဲလာဟာမြန်မာလိုပဲကမ္ဘာပေါ်မှာကိုကိန်းထုတ်ရမှာနံပါတ်1မဟုတ်ပါဘူး ဒါဆိုဒေါ်နယ်ထရန့်ရည်ရွယ်ချက်ကဘာလဲဗနီဇွဲလားအာဏာရှင်ကြောင့်သူတိုင်းပြည်ထဲမှာတက္ကိုးဓမြတွေဝင်နေဆိုပြီးသူစိတ်ထဲဆွဲနေလို့ဒီကောင်ပြုတ်အောင်နီလန်းပေါင်းစုံသုံးနေပုံမှာမဒူရိုကို ICC ကြောက်လာဒေါ်နယ်ထရန့်ကလာဖမ်းမှာထုတ်မှာကိုကြောက်လာဆိုရင်ဒေါ်နယ်ထရန့်လာဖမ်းဖို့ကပိုနီးဆက်ပါတယ်။ဒါကြောင့်မအာလာဟာဒေါ်နယ်ထရန့်ရဲ့အဆင့်ပြေအောင်သူဌာနအလုံးကိုညွှန်ကြားထားသလိုလော်ဘီတွေကိုလည်းဘိန်းစေးပြားချားဖြန့်ကိစ္စမှာတခြားအဖွဲ့တွေကိုထိုးချဖို့စူးစမ်းနေတာပါ။ ဒါဆိုရင်အမေရိကန်ကမအားလာကိုဗနီဇွဲလာလို့ကြက်မှာလားမြန်မာဟာအမေရိကန်နဲ့ဝေးလို့လောက်ရတာခံပါပါတရုတ်ကလည်းအိမ်ကြီးချင်းမို့လို့ပို့ခံပါပါဒါပေမဲ့ယခုရက်ပိုင်းတရုတ်မီဒီယာတွေကအဖမ်းခံထားရတဲ့ကိုကန့်ကြားဖြန့်ခေါင်းဆောင်တွေရဲ့အင်တာဗျူးကိုဖော်ပြနေပြီးထိုသူတွေကမအားလာတက်နဲ့ကြံဖို့ပါတီကကြားဖြန့်မှာပါဝင်ပတ်သက်နေတာကိုထပ်ခါထပ်ခါပြောနေတာပါ တရုတ်ပြည်မှာလွတ်လပ်တဲ့သတင်းမီဒီယာမရှိဘဲအစိုးရကပြောခွင့်ပေးမှပြောရတာပါ။ယခုလည်းအမေရိကန်ကကြားဖြန့်ကိစ္စအဖွဲ့ဖွဲ့ပြီးဆလာတာကိုမအားလာကအသိကြောင်းနေပါတယ်။အမေရိကန်ကသူကိုယ်တိုင်မဝင်ပဲတရုတ်လိုအခြားလက်နက်ကင်ကိုမြောက်ပေးရင်သူ့ကွဲမှာပါ။ဒါကြောင့်စောချစ်သူနဲ့အခြား DKBA VGF တွေကိုအမေရိကန်ကဖမ်းဝရမ်းထုတ်ရင်ဖမ်းပေးနိုင်အောင် ပြင်ဆင်ထားဖို့မနေ့ကညွှန်ကြားလိုက်ပါတယ်။ဒေချာရာကအမေရိကန်ကဘိန်းကိစ္စမှာမြန်မာကိုမပြောသေးပေမယ့်ကြားဖြန့်ကိစ္စနဲ့ဆက်လောင်နေတယ်လို့ တရုတ်ကလည်းမအလာတန်နဲ့ချမ်းဖို့ပါတယ်ဆိုတဲ့ထွက်ဆိုချက်ကိုသူတို့ TV ကနေထုတ်လွှင့်နေပါတယ်။ဒါကိုလည်းမအလာထန်စရဖကဘာသာပြန်ပြီးတင်ပြထားပါတယ်။ဒါတွေကကိုကန့်လိုဖိအားတွေဖြစ်လာမှာအစော်ခံရမှာကို ICC ထက်နေပြီးတော့မှာပို့ကြောက်နေပါတယ်။ဒေါ်နယ်ထရန့်ကမှန်မရလို့ဗနီဇွဲလာကိုစော်ရင်တော့စော်ချစ်သူအဖမ်းခံရဖို့များမှာပါ။အားလုံးကမိမိတက်ကိုအင်အားကောင်းအောင်လုပ်ပြီး2029လိုအခွင့်အရေးပေါ်လာရင်ဝင်ရင်းနိုင်အောင် PDF ကိုထောက်ပံ့တာစီးပွားရေးအမြင်ရှိသူက SDB မှာရှယ်ယာဝင်ပြီးထောက်ပံ့ကြပါရွေးကောက်ပွဲထက်အဘရင်ခုံရမှာကဗနီဇွဲလာနဲ့ချစ်သူလေးကိစ္စပါလို့ပြောပါရစေ။